ဒီနေ့ကတော့အနံ့ရတာမမွေးလေးနဲ့စားလို့တအားကောင်းတဲ့ထောပတ်ထမင်းနဲ့ကြတားဟင်းလေးကိုအိမ်မှာအလွယ်တကူချက်စားမှာပဲဖြစ်ပါတယ်ဒီချန်နီလေးကအိမ်မှာရှိရပေါင်းလေးနဲ့ပဲအလွယ်တကူချက်လို့ရတာဆိုတော့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်။အရင်ဆုံးကြက်သားဟင်းချက်ဖို့အတွက်ရေစေးတန်းစင်တာရဲ့ကြက်သားကိုစားဟင်းချုံမုံဆန်လွင်းအယောင်တမုံလေးထည့်မယ်။ကြက်သားကိုပူပြီးငူညံ့အောင်လိုတင်ခြင်းလေးလက်ထည့်မယ်ပေါ့နော်။ပြီးသွားလို့ရှိရင်တော့ကြက်သွန်ကြော်နဲ့မဆလာမုံကိုထည့်ပြီးတော့အရသာဝင်အောင်တေချာလေးနေထားပြပါမယ်။ ကျက်သားကိုနိုင်ဝက်45မိနစ်လောက်နှက်ထားလိုက်မယ်။ပြီးတော့လို့ရှိရင်ကျက်သားရင်းစီတက်ဖို့အတွက်ကျက်သွန်ဖြူကျက်သွန်နီးချင်းနဲ့အယောင်သင်မုတ်လေးတွေကိုထည့်ပြီးတော့သေချာလေးထောင်းထားလိုက်မယ်ပေါ့နော်။အသားနှက်ထားတဲ့အချိန်မှာတော့ဆိုင်းရထောက်ပတ်ထမင်းလေးစချက်ထားလိုက်မယ်ပေါ့နော်။သောဘထမင်းချက်ဖို့တော့ကိုရောဆိုင်းရဒီအနက်မမွေးလေးနဲ့ချက်ရလဲလွယ်တဲ့ခောက်ထရာမူရဲ့ Jasmine Rice လေးကိုသုံးပါမယ်။ဒီနေ့ကတငယ်ချင်းနဲ့လည်းအိမ်ဝင်လာလဲကြမှာဆိုတော့သောဘထမင်းကိုတဝါးကြီးစားလို့ရအောင်ဆိုင်းရတော့ဆန်ကိုဆန်ချင်ခွက်ခုနှစ်ခွက်စာလေးချက်ထားလိုက်ပါရစေ။ ထောက်ပတ်တမင်ချက်ဖို့အတွက် oral ကိုထောက်ပတ်၃ရဲ့၃ဘုံ၃ဘုံလောက်ထည့်ထားလိုက်မယ်။ပြီးရင်တော့ပပလီးသားရဲ့စက်တုံနီလေးကိုထည့်ပြီးတော့စီတက်မယ်။ပြီးရင်တချပိုးခောက်လေးညင်းနနက်ပွင့်နဲ့ကရဝေးရလေးတွေကိုအနံလေးမိုးရအောင်လှုပ်ထည့်လိုက်မယ်။ပြီးရင်တီအိုစီပဲစိမ့်နဲ့စပြေတိကြောက်လေးတွေကိုပါထည့်ထားလိုက်မယ်။ပြီးရင်ဆော့ဆော့ရေးသေးတဲ့ဆံပေါ်မှာတစ်ခါလေးထည့်လိုက်မယ်။တေချာလေးလုံးနဲ့ပွားလို့ရှိရင်တော့ထမင်းပေါင်းရဲကိုပြောင်းထည့်လိုက်ပါမယ်။ဒီခောက်ထရမူရဆန်ရကြတော့ဆန်တစ်ခွက်ကိုရေတစ်ခွက်ခွဲထည့်ရတာဆိုတော့သူ့ရဲ့ချိုးစာလေးတိုင်းထည့်ပြီးတော့ထမင်းစားပြီးတော့တည်ထားလိုက်ပါမယ်။ မင်းလဲတဲ့ပြီးပြီဆိုတော့စစောနှစ်ထားတဲ့ကြက်သားကိုစချက်လိုက်ပါမယ်။ဒါကတော့စစောအထောင်းသားရာလေးတွေကိုစီပူပူထဲမှာထည့်ပြီးတော့အရင်ဆုံးစီတက်လိုက်ပါမယ်။အနံ့လေးပုံမွေးအောင်လို့မုံညင်းစိဖာလာစိလေးတွေကိုပါထည့်လိုက်မယ်။ပြီးရင်တော့ဆွဆွနဲ့ထားတဲ့ကြက်သားတွေကိုပါထည့်ပြီးတော့တေချာလေးလုံးနာလိုက်မယ်ပေါ့နော်။ကြက်သားလေးတွေမြုပ်တဲ့အချိန်ရေထည့်ပွားလို့ရှိရင်တော့အရသာအတွက်ကိုငံပြရေးစားနဲ့မဆလာလေးတွေပါထည့်လိုက်မယ်။ ချက်သားလေးတွေကိုနူးရင်းနေအောင်တည်ပြီးပြီဆိုလို့ရှိရင်တော့အနံလေးတအားမွေးပြီးတော့ထောက်ဘက်ထမင်းနဲ့စားလို့တအားကောင်းတဲ့ချက်သားဟင်းလေးရပြီပေါ့နော်။ကဲဒါဆိုရင်ဆန်လုံးစင်းစင်းအီအီလေးနဲ့အနံလေးလက်တအားမွေးတဲ့ထောက်ဘက်ထမင်းလေးလည်းရပါပြီ။ဒီဆန်လေးချက်ပြီးွားရင်တော့မှအိုးထဲမှာပုံစံမပြတ်ပဲနဲ့ဒီလိုမျိုးဆန်လုံးစင်းစင်းအီအီလေးကိုဖြစ်နေရ။အခုကတငယ်ချင်းတွေလည်းရောက်နေပြီဆိုတော့ဒီထောပတ်ထမင်းအီအီမွေးလေးနဲ့ချက်သားဟင်းလေးကိုစားဖို့လည်း ready ဖြစ်ပြီပေါ့နော်။ ကြက်သားလည်းလူဦပြီးတော့မှွင်းနေရောပဲဆန်းကတော့ထောက်ထုံလေးစားလို့ရှိရင်မအီအောင်လို့ကော်ဖီချင်းလေးလည်းလှုပ်ထားလိုက်တယ်ပေါ့နော်မှွင်းကြပါနော်မှွင်းကြကျသားအနစ်လေးရလေလေးမွေးပြီးတော့အသားလည်းနူဤနေရဆိုတော့လေဒီထောပတ်ထမင်းလေးနဲ့တော်တော်လေးလိုက်တယ်ဒီလိုမျိုးကော်ဖီဂျင်လေးနဲ့ပါစားတော့လေတအားကြီးမအီဘဲနဲ့စားလို့လည်းကောင်းတယ်ချက်ထားဆန်ရလဲစားနေကြထိုင်းဆန်နေလိုမျိုးစီစီဖြစ်မနေတော့လေစားလိုက်လို့ရှင်ဤလလဲဖြစ်မနေဘဲနဲ့တော်တော်လေးလည်းကောင်းတယ် ထားလိုက်တယ်အခုဆိုင်ချက်တလိုမျိုးပဲပေါ့နော်အိမ်မှာသမင်းပေါင်းရှိုံနဲ့ဒီလိုမျိုးထောဘက်သမင်းကိုလွယ်လွယ်ကူကူချက်စားလို့လည်းရတယ်။ထောဘက်သမင်းနဲ့တအားလိုက်တဲ့ဒီချက်သားဟင်းဆိုလို့ရှိရင်လည်းဒင်ချင်လေးနဲ့တေးချာလေးနှက်ပြီးချက်ထားဆိုတော့အသားအဆနုနုအီအီလေးနဲ့စားလို့တအားကောင်းတယ်။ပြီးတော့ထောဘက်သမင်းစားလို့ရှိရင်အရင်မအီအောင်လို့ဒီလိုသုံးတဲ့ဆန်ကလည်းရွေးတတ်ဖို့လည်းလိုရဲပေါ့နော်။ ဆိုင်းခုချက်ထားတဲ့ခောက်ထောင်မှုရဲ့ Jasmine Rice လေးရကြတော့လေသူကချက်ရလဲလွယ်ပြီးတော့အနံ့လေးရလဲမမွေးလေးနဲ့သူ့ရဲ့ထမင်းလုံးလေးရလဲလေးပေါ်ပြီးတော့အီအီမမွေးလေးနဲ့ဆားလို့တအားကောင်းတယ်။အဓိကသူ့ရဲ့ထမင်းကလေနူးညံ့ပြီးတော့စီစီဖြစ်မနေရမျိုးလေးကိုတော့တဘောကြတယ်။ဒီလိုမျိုးအရသာရှိပြီးတော့နူးဤဝီမွေးနေရဲ့ Jasmine Rice ဆန်လေးကိုဝယ်မယ်ဆိုလို့ရှိရင်တော့ခောက်ထောင်မှု page ကနေပြီးတော့မှာလို့လည်းရရတယ်နော်။ပြီးတော့သူ့မှာ promotion တွေလည်းရှိလို့ page လေးကို follow လုပ်ထားဖို့လည်းမမေ့နဲ့နော်။ ဒါဆိုရင်အိမ်မှာထမင်းပေါင်းရှိုံနဲ့ဒီလိုမျိုးချက်ရလဲလွယ်ပြီးတော့စားလို့လည်းတအားကောင်းတဲ့ထောပတ်ထမင်းလေးကိုလိုက်လို့စားကြည့်ကြနော်ဒါဆိုရင်တော့ဆိုင်းနောက်ဗလော့ဒီမှာပြန်တွေ့ပါမယ်အားလုံးပဲတတ်တာ